Hello မနက်စာကော်ဖီလေးတောက်ပါမယ်ကော်ဖီနဲ့မုန်းနဲ့ဒါဘူးအစ်စ်ဖောက်တာတော့မကြသေးဘူးเนาะတောက်နေကြဆယ်တော့ကြော်လောက်ကြံသေးတယ်ကော်ဖီတောက်မယ်သူကတော့ကျမရဲ့မနက်ပိုင်းမှာမရှိမဖြစ်ပါเนาะမရှိမဖြစ်ပါကော်ဖီရဲ့မုန်းရဲ့မုန်းကဒီမှာတက်ခဲ့အောင်ကော်ဖီရဲ့မုန်းရဲ့တနေ့တာလုံးအတွက် အလုပ်တွေအိမ်ရှင်မဆိုတော့လုပ်ရမှာပေါ့နော်အခုချက်ပြုတ်ရတော့မယ်လမ်းစမ်းဖို့အတွက်ကော်ဖီရယ်မုန့်ရယ်အိမ်ရှင်မဆိုတော့စားကြပါဘုကတော့ဖျားဆုံးတော့ကပ်ပါဖျားဆုံးတော့ကပ်ပြီးတော့စူစမ်းတော့ပေါ့နော်အိမ်ရှင်မဆိုတော့တနေ့လုံးလမ်းစမ်းဖို့အတွက်ကော်ဖီဒါကတော့ပေါ့4 in 1လင်းစည်းကော်ဖီပါကျမ်းမာရေးအတွက်အရန်ကောင်းတဲ့ နေစည်းခေါ်ပြီးနော်ဒီမှာတထုတ်တထုတ်ဆိုရင်ပေါ်ဖို့ရင်ဝါနေစည်းခေါ်ပြီးဒီမှာအနက်မွေးမွေးလေးနဲ့ သူကကျမရေးအတွက်ရန်ကောင်းပါတယ်ပေါ့ဖိုးအင်ဝမ်နေစည်းကော်ပြီပါမိတုံရောင်းနေတယ်မိတုံရဲ့ကုမ္ပဏီကနေမိတုံတို့ကုမ္ပဏီကနေထုတ်တယ်ပေါ့နော်လက်ကီတိုက်ကုမ္ပဏီကနေကော်ဖီ၃မျိုးရှိတယ်ယောက်ျားလေးကိုအားပြည့်ပေးတယ်ယောက်ျားအားတိုးစေဂျင်ဆင်ကော်ဖီတစ်မျိုးနောက်တစ်မျိုးကမိကလေးတွေသွေးသက်နော်သွေးဆုံးမီးရဲ့ကင်တွေပါတွေအတွက်လည်းကောင်းတယ်သွေးကိုတန်ရှင်းစင်ကြယ်စေတယ်နော်မိကလေးတွေအသားရည်လည်းရမ်းကြည့်မယ်အမျိုးသမီးကော်ဖီ เนาะနောက်တစ်ခုကကြတော့ဒီလင်စီပေါ့ကော်ဖီเนาะလင်စီကော်ဖီပါသူက3မျိုးထုတ်တာเนาะ3မျိုးထုတ်တာအဲ့ဒီတဲမှာမက်ဤတုံကဒီလင်စီကော်ဖီเนาะသူ့ကိုကြိုက်တယ်ခါစိတ်စိတ်လေးမလို့เนาะမိတော့ကခါလေးစိတ်စိတ်လေးကြိုက်ကောင်းပါနဲ့ဒါတနေ့တာလုံးဒီတစ်ခွက်တောက်ထားလိုက်လို့ရှိရင်တနေ့တာလုံးအတွက်လမ်းစမ်းလာ ခေါင်းလည်းမကိုက်တော့ဘူးခေါင်းတစ်ချက်ကိုက်တဲ့လူတွေလည်းဒီကော်ဖီတောက်လို့ရတယ်အရန်လန်းတယ်ဒီလိုရှိရင်အိမ်လုံးလုံးမှန်အလုံးအတွက် post တွေတင်မှန်တော့အရန်ကောင်းပါတယ်တောက်ကြပါ